နောက်တရက်မှာတော့မိမိမိကအလားအပါကြိုက်တဲ့ရည်သားလေးတွေကိုမိကတင်တန်းလုပ်ပေးဖို့စီစဉ်ထားပါတယ်။ရန္တာတို့ကလည်းသူဆော့တွေစူးစမ်းနေတယ်လို့မျိုးသူလည်းပဲလက်ကျင်ခံလုပ်ရမယ်လို့တွေးနေရင်အဲအချိန်မျက်စိဖောင်းအောင်အထိစံမိတ်ချထားတဲ့မိန်းကလေးကိုတွေ့လိုက်ရပါတယ်။အဲ့ဒီမိန်းကလေးရဲ့စတိုင်မိမိုင်နေမှုကြောင့်အတန်းထဲကခါကူရဲမဲမဲဆိုသူမှရန္တာတို့ကတရီထားမိပါတယ်။အဲအချင်းလေတိုက်အားတွေပြင်းလာခဲ့ပြီးမဲမဲကစကက်ကိုဖုံးရမယ့်အစားသဖင်ကိုပဲဖုံးနေခဲ့ကသူမစီကိုစိုင်းမုတ်တစ်ခုလွင်လာနေပါတယ် ရကြည်မနေနိုင်တဲ့ရန်နာဒိုကကယ်ပီလိုက်တဲ့အခါမှာတော့ဆိုင်းမုတ်ကတိမ်သိနေတဲ့နဂရုံးကိုသွားမှန်ပါတယ်ရန်နာဒိုကတော့မဲမဲနဲ့အကြည့်ချင်းစုံသွားကရှော့ရသွားလို့ဘူးသာဘတ်ဆိုတာတိလိုက်ရပြန်ပါတယ်မဲမဲကအရှားကြောက်ကြီးတဲ့မင်္ဂလိဖြစ်ပြီးလူတွေရဲ့အကြည့်ကိုမခံနိုင်တာကြောင့်မျက်လုံးကိုသပင်နဲ့ဖုံးထားတာဖြစ်ပါတယ်လူတွေအာယုံဆိုင်တာကိုမခံရင်လို့အမျိုးမျိုးလှုပ်ခဲ့ပေမဲ့သူမှလှုပ်ခဲ့တာတွေကပိုဆုံးနေပြီးသူမရဲ့ပုံစံကအစထင်ပေါ်နေတတ်ပါတယ် န္တာတို့ကတော့နှံမျောတဲ့အနေနဲ့ဇပင်အောက်ကမျိုးလုံးလေးတွေဟာချစ်စရာကောင်းတဲ့ဆိုပြီးပြောလိုက်တော့ရှက်တက်တဲ့မဲမဲလည်းခြေချင်းပြောက်ကွယ်သွားပြီးအယုတ်လေးပဲကြံခဲ့ပါရင်နောက်တစ်ရက်မှမဲမဲကကျေးဇူးတင်တဲ့အနေနဲ့ဝါသနာအရသူမကိုယ်ရန်လှုပ်ထားတဲ့အယုတ်လေးကိုမန္တာတို့ရဲ့ဖဏပုံးထဲမှာထည့်ပေးခဲ့ပါရင်ဒါပေမဲ့မဲမဲကရန်တာလိုနှုတ်ဆက်လိုက်တဲ့အချိန်တိုင်းမှာပြောက်ကွယ်သွားတတ်ပြီးအယုတ်လေးတွေပဲကြံနေခဲ့ပါရင်အဲဒါကြောင့်ရန်တာလိုကမဲမဲအကြောင်းသူကြီးသားလေးတွေကိုတွားမိတဲ့အခါရုပ်ရည်လာတဲ့စတိုင်ကောင်းတဲ့နှုတ်ကလည်းဟာကာရီလောက်ကြီးတဲ့ဆိုပြီးကောလာဟာလာထွက်နေကြောင်းသိလိုက်ရပါရင် အဲ့ဒီအချက်တွေကြောင့်အလွယ်တကူမနာလိုခံရနိုင်ပြီးအယုံမဆိုင်ခံခြင်းနဲ့မဲမဲအတွက်တော့နာကျင်စရာတွေဆိုတာရန်တာလိုသဘောပေါက်လိုက်ပါရင်နောက်တစ်ခါတွေးတဲ့အခါမှာတော့အနာကတ်သွားရင်ထွက်ပြေးမယ်ဆိုတာသိလို့အဝေးကနေပဲရန်တာလိုကအော်ပြောပါရင်ချက်တက်တဲ့မဲမဲကိုမစင်မချင်းချစ်စရာကောင်းတယ်လို့ပြောမိတာကြောင့်တောင်းပန်လိုက်ပြီးမဲမဲကတော့စိတ်ဆိုးနေတာမဟုတ်ပဲရန်ဒါတို့နဲ့မျက်နှာချင်းဆိုင်ရမှာရှက်နေတာဖြစ်ပါရင်ဒါပေမဲ့မဲမဲကမထင်မှတ်ပဲရန်ဒါတို့ကိုချစ်တယ်လို့ဖွင့်ပြောမိလိုက်ပြီးသူစကားသူပြတ်ချက်သွားတာကြောင့်ပြောက်ွယ်သွားပြန်ပါရင် ဘေးအခန်းမှာပြန်ပေါ်လာခဲ့ပြီးမစ္စတာရက်ရှင်လို့ခေါ်တဲ့သူမပြောက်ွယ်တဲ့နီလန်ကို ပြောပြလာပါတယ်ခူရိုကိုနိုဘတ်စကတ်ဘောအာနီမေတွေကအဓိကစားကောင်သုံးလေးရှိတဲ့လှည့်ကွက်ဖြစ်ပါတယ်အချာလူရဲ့အသည့်စိတ်မှာကိုယ့်ရဲ့တရှိမှုကိုအရာဝတ္ထုတစ်ခုနဲ့နေရာလဲလိုက်တဲ့အကွက်ဖြစ်ပြီးမမဲကတော့သူ့လှုပ်ထားတဲ့အယုတ်လေးတွေနဲ့ဒီအကွက်ကိုသုံးလို့ရှိပါတယ်။အရှားကြောက်ကြီးတဲ့မမဲကသူ့လိုလူမျိုးကချေးရသူနဲ့ပျော်ရွှင်နိုင်မဲ့အချက်ဆိုတဲ့အရာကိုရရှိနိုင်နိုင်မှာမဟုတ်ဘူးလို့ပြောကခွန်နာကဖွင့်ပြခဲ့မိတာကိုရှုတ်သိမ်းလိုက်ပါတယ်။ အချက်ကြီးတဲ့ရန်နာတို့ကဒီလိုမျိုးအဖြစ်ခံမှာမဟုတ်ဘဲငါလည်းမင်းကိုချစ်တယ်ဆိုပြီးအဖြစ်ပေးလိုက်ချိန်မှာတော့အချက်လွန်သွားတဲ့မဲမဲဟာထာဝရပြောက်ွယ်သွားပါတော့တယ်။မဲမဲကိုဘယ်မှမရှာလို့မရတာကြောင့်ရန်နာတို့လည်းနောင်နာရနေခဲ့ပေမဲ့သူမှရှိနိုင်မယ့်နေရာကိုစဉ်းစားမိလိုက်ပါတယ်။မဲမဲကရန်နာတို့ကိုတွေးနိုင်ပြီးရန်နာတို့ကမဲမဲကိုမတွေးရမယ့်နေရာဟာရန်နာတို့ရဲ့နောက်ကျောဘက်ပဲဖြစ်ပါတယ်။ဒီလိုနဲ့ရန်ဒါလိုလဲခေါင်းနဲ့မူးနှောင်းနဲ့အောင်ရန်လိုက်ချိန်မှာတော့မဲမဲရဲ့အယုတ်တွေအများကြီးထွက်ကြလာခဲ့ပြီးနောက်ဆုံးမှာတော့လိုက်ကန်နောက်ွယ်ကသူမကိုရှာတွေ့သွားခဲ့ပါသည် မဲမဲဘလောက်ပဲပုံနေပါသေးရန်နာဒိုကရအောင်ရှာမှာဖြစ်ပြီးမဲမဲရဲ့အချစ်တွေဝေးခွာမသွားစေရဘူးလို့ရန်နာဒိုကခတိပေးလိုက်ပါတယ်မမေကလည်းသူမလိုမျိုးမျက်နှာတော်မပြရဲတဲ့လူကိုအတိမတ်ပြုပေးလို့ဝမ်းသာသွားပေမဲ့အဲအချိန်ကျဲသီးပြုတ်ပြီးပေါက်စီတွေရှေ့ကိုထွက်ကြလာပါတယ်။တကယ်တော့မမေကသူ့ရဲ့ပေါက်စီတွေစိုက်သေးတယ်လို့ထင်အောင်တမင်လှုပ်ထားတာဖြစ်ကအခုတော့ရန်ဒါတို့တိတော်လို့ရှက်သွားပြီးပျောက်ကွယ်သွားပါတယ်။နောက်တစ်ရက်မှတော့ရန်ဒါတို့ကရီသားအစ်စ်လေးကိုရီသားလေးတွေနဲ့မိတ်ဆက်ပေးလိုက်ပြီးမမေကတော့အားလုံးအတွက်အယုတ်တွေလှုပ်ပေးထားပါတယ်။ မဲမဲကအရှားကြောက်ကြီးပေမဲ့အခြားလူတွေအတွက်ပြဿနာမဖြစ်အောင်နေပါမယ်လို့ပြောထားပါတယ်ရန်ဒါတို့ကသူ့ရဲ့ရည်သားလေးတွေရင်းနှီးသွောင်းတူတူပုံနဲ့ဆော်ဖို့စီစဉ်လိုက်ပြီးလိုက်ဖက်မဲ့သူကတော့ရန်ဒါတို့ဖြစ်ပါတယ်။ဖန်ခံရတဲ့သူကရန်ဒါတို့နဲ့အတူလိုက်ဖက်သူလောက်ရမှာဖြစ်ပြီးနောက်ဆုံးကျတဲ့သူကအနိုင်ရမှာဖြစ်ကရန်ဒါတို့နဲ့အနမ်းပေးနိုင်မှာဖြစ်ပါတယ်။အဝလဲခန့်အင်တာနက်အလုံသမအခန်းတွေမှာပုံခွင့်မရှိပဲတခါပုံမိသားနေရာကနေနေရာထပ်ပြောင်းခွင့်မရှိပါဘူး။ ဂိမ်းစားတဲ့အခါမှာတော့အီကူနဲ့မိတို့တို့ကရှောင်းလန်းခေါမိုးပေါ်မှာပုံကြပါရင်ရန်ဒါတို့ကတော့လမ်းမှာမောပန်းနေတဲ့ဒူဂျောင်းအုပ်ကိုတွေ့လိုက်ရပြီးဒူဂျောင်းအုပ်ကတောင်းသားတွေကြားကြံခဲ့တဲ့ပစ္စည်းတွေကိုလိုက်ကောက်နေတာပါဟာကာရီနဲ့ခါရဝနဲတို့ကအခန်းတစ်ခုထဲမှာအတူပုံမိကြပြီးရန်ဒါတို့ရောက်လာချိန်မှာတော့အ мян ပုံလိုက်ရလို့မတော်တရားပုံစံတွေဖြစ်သွားပါရင်အဲဒါကြောင့်သူတို့ဘာသာဒီမခန့်နိုင်တော့ပဲထွက်လာကြပြီးအဖမ်းခံလိုက်ရပါရင် တိုက်ပန်ခန်းထဲမှာမိမိမိနဲ့ကိုစုရီတို့ကို တွေ့လိုက်ရပြီးစာကြီးတိုက်ထဲမှာတော့နာနုနဲ့ရှီသူကားတို့ကို တွေ့လိုက်ရပါတယ်။ဟာရီနဲ့ခူရူမီတို့ကိုတော့ဇပွဲအောက်မှာပုံနေတာတွေ့လိုက်ရပြီးနောက်ဆုံးကျတဲ့အီခုနဲ့မေတို့တို့ကိုလည်းချွေးဆက်တွေနဲ့တွေ့လိုက်ရပါတယ်။မဲမဲတယောက်ပဲကျန်တော့တာဖြစ်ပြီးရန်ဒါတို့ကဒူချောင်းကိုထပ်တွေ့လိုက်ရလို့ဂျပုန်ထဲကိုရှာကြည့်ပါတယ်။ပုံထဲမှာမဲမဲရဲ့အယောက်လေးကို တွေ့လိုက်ရလို့မျက်စိချင်းမှာရုတ်တရက်ပြောက်ကွယ်သွားတဲ့မင်းကလေးကိုတွေ့လိုက်ရလာလို့မေးကြည့်ပါတယ်။ သူကြောင်းကလည်းသူမျက်စိရှိမှချော်လည်ပြီးပြောက်ခွေသွားတဲ့မိန်းကလေးကိုတွေးလိုက်ရပြီမဲ့တရေမလို့ထင်နေပါတယ်။ရန်နာဒိုကအကြံတစ်ခုကိုစဉ်းစားမိလိုက်ကတကယ်တော့မဲမဲကသူကြောင်းရဲ့သဘင်ထဲမှာပုံနေတာဖြစ်ပြီးရန်နာဒိုကဆွဲထုတ်လိုက်ပါတယ်။နောက်ဆုံးကြံခဲ့တဲ့မဲမဲကအနိုင်ရသွားတာကြောင့်ရန်နာဒိုနဲ့အတူအကုန်လုံးကချီကျူးပေးကြပါတယ်။ရန်နာဒိုကဒီလိုမျိုးကစားပေးလိုက်တော့မဲမဲလည်းရည်စားလေးတွေနဲ့အနှဲငယ်ခင်မင်သွားပါတယ်။ အနိုင်ရတဲ့သူကရနာလိုနဲ့နိုင်ရမှာဆိုပေမဲ့မဲမဲကအရှက်လုံနေတာကြောင့်ရနာလိုလည်းနောက်မှလောက်ကြတာပေါ့လို့ပြောပြီးအိမ်မက်ချဖို့လုပ်ပါရင်အားလုံးအရှိကိုရောက်သွားတဲ့အခါရနာလိုကမဲမဲကိုနမ်းလိုက်ပြီးသူတို့လိုလောက်တာကမဲမဲရှက်သွားမှာဆိုလို့ဆိုပေမဲ့မဲမဲကတော့ပျောက်ကွယ်သွားခဲ့ပြန်ပါတယ်ဒီနေ့မှတပိုင်းပြီးသွားခဲ့ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတောင်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်ဗျအားလုံးပဲဘိုင်းဘိုင်း